ော်နိုင်ငံရေးစီဆိုတာအရင်တည်းကကျွန်တော်ကပြောခဲ့တယ်ပေါ့နော်ပြောခဲ့တာကိုနော်ကျွန်တော်တို့ဒီဗမာ PDF ပေါ့နော်ဗမာ PDF တွေကနားမလဲဘူးနားမလဲတော့ပြောရတော်ခက်တယ်နော်ပြောရတော်ခက်တယ်ခဏဆောင်နော်လာရှိုးကြောင်းလေးပြောမယ်နော်ပြောမယ်ပြောရင်းနဲ့တိလောင်ပေါ့ခက်ခါမတူတော်ဘူးလေမတူတော်ဘူးမတူညီတဲ့ ကြောင်းအရာတွေကိုနားမလဲတဲ့မသိရှိသူတွေကျွန်တော်တို့နိုင်ငံအတွင်းမှာဟိုပြည်သူလူထုတွေပေါ့နော်ထပ်ပြီးတော့မှဒီလိုဘဝအဆိုးမျိုးတွေဒီလိုနိုင်ငံအခုလိုမျိုးပေါ့နော်စစ်ပွဲတွေအဲဆုံးရှုံးရတာတွေဟိုခမတို့ထမင်းစားပြီးကြီးတဲ့လူဆိုရင်တော့နားလဲမှာပေါ့နော်နားလဲကြမှာပေါ့နော်ခမတို့ကကြိုမမမြင်တာကြိုးမမြင်နိုင်တဲ့အရာတွေကိုဟိုမတွေးလဲမတွေးဘူး ိုမစင်းလားမစင်းသာဘူးဟိုငါတို့နိုင်ငံကိုတိုင်းပြီမှာနော်ဘလို့လူမျိုးတွေကဘလို့လူမျိုးတွေကငါတို့ကဟိုဘလို့လောက်အောင်မလဲဆိုတာပေါ့နော်မတွေးတော့တတ်တော့ကျွန်တော်တို့ကဂျားရရတွေအတိအောင်ပေါ့နော်ကျွန်တော်တို့တန်းနိုင်တဲ့ဘက်ကကိုယ်နိုင်ငံနဲ့နိုင်ငံနဲ့လူမျိုးကိုချစ်လို့ ပြီးရင်တက်မတော်နဲ့ပြည်သူ့ကြားမှာသွေးခွဲနေတဲ့ဥစ္စာတွေကိုပေါ်လွင်အောင်လို့ကျွန်တော်ကပြောရမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်လာချိုးလာချိုးကိုကျွန်တော်တို့တက်မတော်ကကျွန်တော်တို့ကပြောကြရမလို့လာချိုးလာချိုးမျိုးထဲမှာလည်းတပုံအားပေးတဲ့လူတွေရှိတယ်နော်တပုံအားပေးတဲ့လူတွေမရှိဘူးဆိုတာမရှိဘူးရှိတာပဲ ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တက်မတော်ရင်တန်းနေလာချိုးရောက်ရှိတယ်တရားဝင် သွားတယ်ရောက်တယ်ပြည်သူလူထုတွေကသူတို့ကလည်းပုံမှန်လေးလေးပြောမယ်သူတို့ရဲ့ရုပ်တွေသူတို့ရဲ့ပုံစံတွေသူတို့မတင်ရဘူးလာချိုးမြို့ကိုဝင်သွားတဲ့စစ်ရင်တန်းကို လာချိုးမြို့မှာရှိနေတဲ့ပြည်သူလူထုတွေကဆလိတ်အချိုးရီเนาะ စားစရာတောင်းစရာတွေနဲ့ကြိုးဆိုတယ်အဲပြီးလို့ချင်းအောင်တပြေတွေနဲ့ကြိုးဆိုကြတယ်နော်စစ်တပ်ရဲ့မြစ်တမတော်မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ institution တခုလုံးပိုင်ဆိုင်ထားတဲ့ဒီတမတော်ကဝင်လာတဲ့စစ်ကြောင်းတွေကိုနော်အောင်တပြေနဲ့ကြိုးဆိုတယ်အချိုရည်တွေစလိတ်တွေသမင်းပူးတွေစားစရာတွေနဲ့ တက်မတော်ရဲ့မေတ္တာကိုငတ်မို့ခေါင်းပါနေတဲ့ပြည်သူတွေနောက်တစ်ခုကဒီတက်မတော်ရဲ့တန်ဖိုးကိုနားလည်သွားတဲ့ပြည်သူတွေကကြိုးစုံနေကြတယ်နော်တက်ကတူဟာတက်ကတူပေါ့နော်လာချိုတက်ကတူထဲမှာနေကြတယ်လာချိုနဲ့ပတ်သက်တာအသိပြဿနာမရှိသူကပြန်လေတိဆောက်ရမယ့်အခြေအနေမျိုးဖြစ်တယ်နော်အဲ့မှာလာချိုမျိုးကန်တချို့သောအောက်တန်းသားပြည်သူတွေကတတဲ့ကသူ့တေး တန်ချောင်းနေဟိုတကားကြီးပောင်နေအကုန်ခိုးကြတယ်တိုက်ကြတယ်ပြေးကြတယ်နော်ဒီ MND ကိုကန့်ပြန်ပြီးတော့ဆုတ်ခွာသွားတဲ့အချိန်မှာအဲလောက်ကြတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်တန်းစားလူတချို့ပေါ့နော်သူတို့ကတော့သူတို့ဓာတ်တွေလောက်တာကိုတက်မတော်မသိဘူးအစိုးရမသိဘူးတို့သူတို့ထင်တာလား ဒီလာကျောမျိုးတွေကိုတက်မတော်ဝင်ပြီဆိုတဲ့ကချိုရုမှာတက်မတော်ဘလို့ဝင်လာတယ်ဘလို့လှူရှားတယ်ဘလို့သွားတယ်လာတယ်ဆိုတာကိုအကုန်လုံးသိတယ်ကျွန်တော်တို့ပြည်သူတွေကအယံအားတယ်ပြီးရင်လိုချင်တက်မစိတ်အချောင်နေအချောင်စားတဲ့စိတ်နော်ဟိုအောက်တန်းစားစိတ်ပေါ့အယံပေါ်တော့အချောင်ရတဲ့ဟာကိုစစ်တပ်ထဲကနေပြီးတော့မှ ကြီးပေါင်းနဲ့ခွေထားတဲ့ဟာတွေ အဲ့ဒီတုံမိုးတွေတန်တိုင်းတွေအကုန်ကြတာရောင်းမဲ့ရမယ့်အကုန်ယူတယ်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်တန်းစားပဲနော်အောက်တန်းစားစိတ်ပဲအဲ့တော့တက်မတော်ကစောက်ချင်းနဲ့ဝင်သွားတာမဟုတ်ဘူးအိုက်သေးကိုတွဲလာမင်းတို့ပြောပြီးသားနိုင်ငံရေးစစ်ပွဲနော်နေနေလူတွေစစ်ပွဲဖြစ်နေတာဒီနိုင်ငံက အကျဉ်းချင်းခါခါငါပြောခဲ့တယ်နော်အခုကြည့်လိုက်နိုင်ငံရေးစစ်ပွဲမှာတနက်တချမ်းမှမဖောက်ခွဲနဲ့နော်တမတော်ကာကွယ်ဦးစီးချုပ်နာဇာကဝန်ကြီးချုပ်ဦးမေအောင်လိုင်ကငါဟိုနေ့ကပြောသလိုပဲမင်းတို့တိုက်တယ်မင်းတို့လက်နက်တွေတနက်တွေမင်းတို့ယာတို့တွေတိုင်းမှုအဆင့်တွေတမမှုအဆင့်တွေတိုင်းစစ်ဦးကြီးဆုံးအဆင့်တွေစစ်တပ်တွေမှာလက်နက်မရှိဘဲနေမလား မင်းတို့ပေးထားတာပဲမင်းတို့တိုက်ဟုတ်လားအဲ့တော့ရာမာကအရှိန်မြောက်တိုင်းစစ်တန်နာချုပ်တိုင်းစစ်တန်နာချုပ်ကြီးကြသွားတယ်တိုင်းမှုဘုချုပ်ဆိုတဲ့ဒီဟိုဟာပေါ့ခမားတို့အဲ့လိုတခါတလေကြရင်လေအင်းတိတ်မတက်နေလို့ပြောတယ်ခမားတို့အဲ့ဒီကျွန်တော်တို့မြင်စေချင်တာကိုကျွန်တော်ပြောမယ်နော်လူကိုလူလိုပဲမြင်ပါအင်းတိတ်ဆိုတာကခမားတို့အင်းတိတ်တစ်ခုလုံးကောင်းနေဆိုရင် အဲ့ဒီအင်းတိတ်ကြောင်းတဲ့ကိုတက်မတော်တစ်ခုကိုပိုင်ပိုင်နဲ့နဲ့တည်ထောင်လို့ရတယ်။နော်။အဲ့ဘုချုပ်ဆိုးတင်ကိုဒေသ16ကလား။ဟုတ်လားအခုပဲရောက်နေလေ။ဟမ်။အခုဘုချုပ်တန်းတင်ဆိုနော်။မဘုချုပ်မျိုးမီးတွေနာမကတိုင်းဘူး။ဥပမာခမားတို့ကခမားတို့ကအစွဲလန်းရန်ကြီးတာ။ဟာငါတို့အင်းတိတ်ကိုမပြောနဲ့။ငါတို့အင်းတိတ်အဲ့ခမားတို့အင်းတိတ်တစ်ခုတစ်ခုလုံးအကုန်ကောင်းလား။ ဟမ်အဲ့တော့ तू ကအင်းသိတေသာစကြောက်မှာတက်တာလေတေသာစကြောက်ကဘိုးဘိုးချုပ်ဆိုးတင်ဆိုဘိုးချုပ်ဆိုးတင်ပြောမှာဗောအဲ့လိုပြောမှာတိမှာဗောဘိုးချုပ်ဆိုးတင်ကအင်းသိတိုင်းမှာရှိနေဘယ်လိုလုပ်မလဲဟုတ်လားအခုဒီရက်စေပတ်စဉ်အင်းသိ46 PC နံပါတ်3068ဟင်းစာထွန်းရင်းနှံကြောင်းသား ကိုခိုင်မှာ 2NC နဲ့45တိုင်မှာနေသွားတာကဲအဲ့လိုတက်ပြောတာလေဗျာအကုန်လုံးကကောင်းလို့လားအဲ့တော့အင်းဒိတ်တွေဘာတွေညာတွေခမားတို့အစွဲလန်းကြီးတာကတော်တော်ဆိုးတာနော်အဲ့တော့ကျတော့အဲ့ဟိန်းသာတော့က50မှာလည်းရှိရင်ရှိမယ်50မှာလည်းရှိရင်ရှိမယ်အင်းဒိတ်တက်တာတော့မမိုက်ပါဘူးလို့ဘာလို့ညာလို့ဆိုတော့ဟာ မင်းတို့အကုန်လုံးကအဲ့လိုတွေကကောင်းနေတယ်ဆိုရင်တော့ငါတို့တိုင်းပြည်ငါတို့တပ်မတော်ကကဘာမှာနံပါတ်1တောင်ဖြစ်နေဖြစ်နေလောက်တယ်ဟုတ်လားဒါရိုးရိုးသားသားပြောတာပါကောင်းနေရှိတယ်ဓမင်းနေဆိုင်သေချာစဉ်းစားပါเนาะပြည်စီနံပါတ်3068เนาะဟိန်းသာတွန်းကျွန်တော်နန်းခိုင်တရားမှာနော်မူရစေဝါထည့်ပြီးတော့ဖမ်းပလိုက်တာကျွန်တော်ခေမကားထဲမှာ ။နော်တရားရုံးကလည်းကျွန်တော်ဂွင်းလုံးကျွလွတ်လာတာ။ဘာမှသူ့ကိုပြဿနာသွားမချဘူး။နော်ပြောချင်တာငပဲ့တွေလည်းရှိရလို့ပြောချင်တာ။စစ်တမ်းမှာဒီစောက်ပဲ့ဆိုတာအလကားထွက်လာတဲ့စကားမဟုတ်ဘူး။နော်မဟုတ်နာမနေနဲ့အဲ့ဒီကိုယ်တမိုင်းကိုရေးကိုယ်အလုပ်ကိုလို့ကိုယ်ကောင်းဖို့ပဲလိုတယ်။နော်ရှင်းလား။အဲ့တော့ကျတော့အခုလာချိုးရမကခမားတို့တမတော်ကာဝေဦးစီးချုပ်နဲ့ တမ်းမတော်ဒုတိယကာဝေဥစည်းချုပ်ဦးမေကာဝေဥစည်းချုပ်ဦးမေအောင်လိုင်းနဲ့ဦးစိုးဝင်းနဲ့နော်တိုက်ခိုင်းတာလေလက်နက်တွေပေးပြီးတော့မှခင်ဗျားတို့ငွေကြီးစံတွေလူကြီးစံတွေမှန်ခဲ့လို့ရမကတိုင်းစစ်တနာချုပ်ခင်ဗျားတို့လက်ထက်ကနေပေးလိုက်ရတာလေငါမသေးငါစကမ်းမကြစေရဆိုတဲ့စကားနဲ့နော်ရမကတိုင်းစစ်တနာချုပ်ဖြစ်သွားတဲ့အချိန်မှာ အခုတမတော်ကာဝေဦးစည်းချုပ်နဲ့ဘာတူချုပ်ကြီးနဲ့ညှကိုကြီးဦးကျော်စွာလင်းပြီးစာကားချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နာသာကတခွဲဝင်လုံးကတနေ့တစ်ချက်မပေါ်ဘဲနဲ့ရမခရဲဦးစစ်သားတွေပြန်ဝင်သွားတာလေအဲ့ဒါနိုင်ငံရေးစစ်ပွဲလို့ခေါ်တယ်အဲ့ဒီလိုခေါင်းဆောင်တို့ဘယ်မှာသွားချာမှာလဲ နောက်အစင်တက်လာမဲ့စစ်ကောင်းတောင်လေးဒီလိုနိုင်ငံရေးနဲ့စစ်ရေးနဲ့ကိုရေချိန်မျှပြီးတော့မှအခုကြည့်လေကျွန်တော်တို့တမ်းတော်သားတွေရင်နန်းတွေရောက်သွားတယ်ဘေးမသိရန်မကပဲအေးဆေးပဲအနာယူလေဆိုတာအဲ့ဒါကိုပြောတာတမ်းတော်ကာကွယ်ဦးစီးချုပ်ဦးမေးအောင်လိုင်းဝင်ကြီးချုပ်ဘလောက်တော်လဲထက်မြက်လဲဆိုတာကျွန်တော်ကကျွန်တော်ခင်ဗျားတို့ကျွန်တော်အားပေးနေတဲ့ မိဘမိသူပြည်သူညီကိုမောင်နှမတွေနော်ကျွန်တော်ကမဖားတတ်ဘူးကျွန်တော်ဖားတယ်လို့မလို့ဘူးအမှန်တရားကိုပြောပြတာဥကွမ်းလုံးမှာ PDF တွေကွမ်းလုံးမှာ PDF တွေတတ်ခံရပြီနော် PDF ဗတ်တစိုက်မြင်တာနဲ့တတ်တာ PDF တွေကိုတိုင်အိမ်စင်းတိုင်နဲ့လိုက်ချာနေတာနော်အမှန်ဒီကိုကန့်အဲ့ဒါခင်ဗျားတို့ကျွန်တော်ပြောတာကိုခင်ဗျားတို့အနေနဲ့ ဟုတ်ချင်မှာဟုတ်မယ်မဟုတ်ချင်မှာမဟုတ်ဘူးဆိုတော့ခင်ဗျားတို့တော့ဟိုစိတ်ထဲမှာတော့ထားမှာပေါ့နော်အခုသိနေပြီနော် PDF တွေမူဆဲရနေပြေးဟိုဟိုပြေးဒီပြေးဟိုရောက်ဒီရောက်တဲ့အကုန်ရောက်နေတာနော်အခုဂျိုကြွနေတဲ့ PDF ကအခုစကိုင်းတိုင်းဘက်မှာရှိတဲ့ PDF တွေလက်နဲ့ကလေးကိုင်းလေးလက်နဲ့တွေလည်းရအောင်လက်နဲ့မဆွတ်လို့ရှင်တော့ဘူးနော်မဆွတ်လို့ရှင်တော့ဘူးနော် မစွလို့ခြင်းတော့ကြတော့ဘာဖြစ်လဲအဲ့လက်နဲ့ကြိုင်ပြီးတော့ပတ်ဆက်ရတယ်အဲ့ဒီရဲ့စိုးကျိုးကဘယ်မှာခံစားရမလဲဆိုတာကြည့်ထားလိုက်ခင်ဗျားတို့ရွာတွေနာမယ် PDF ကိုအားပေးပြီးတော့မှ ဝင်းရံနဲ့ထောက်ခံတဲ့လူတွေနော်ခင်ဗျားတို့ခင်ဗျားတို့အဲ့ဒီရအောင်မပြောနဲ့နောင်ချိုတော်မှမရဘူးရှင်းလားနောင်ချိုမှာတော်မှ PDF ကိုဘလို့ထောက်ပံ့ခဲ့တယ်ဘလို့ထောက်ခံခဲ့တယ်ခင်ဗျားစစ်တက်က အပေါ်ကနေပြီးတော့တက်မတော်ကအစိုးရပေါ့နော်ဒါတိုင်းပြည်ကိုတော့ပွင့်လင်းပြောမယ်ဗျာနာသာကဝန်ကြီးချုပ်ကလက်ရှိတက်မတော်ကာကွယ်ဦးစီးချုပ်ပဲအပေါ်ကနေခမားတို့အကုန်ကြည့်နေတာနော်ဘာလို့လဲဘာလို့လဲခမားတို့မှတ်ထားတာမှတ်တမ်းတင်တာအေးနောင်ချိုမျိုးရောက်တော့အဲ့ဒါဘောလာမအောင်မယ်ကြောင်မဲအော်တိုသွားတီဘောလစ်နော်ခမားတို့နိုင်ငံရေးစစ်ပွဲကိုခမားတို့နိုင်ငံရေးအကြောင်းကိုနားမလည်ဘဲနဲ့ တိုင်းပြည်မှာကြီးတော့မလုပ်ပါနဲ့လို့ပြောခြင်းလား။တော့ခမားတို့တောင်ဒီတိုင်းပြည်ရှေ့မရောက်တာ။ဒီတိုင်းပြည်ကတပေးပြေဟိုကြောင်ပတောင်းပကံကြောင်ဦးမိဒီလာလမ်းချင်းချင်းလေးတော့မူစင်မန္တလေးလမ်းချင်းချင်းလေးကနေပြီးတော့လမ်းတွေကျယ်လာတယ်။ပြည်တော်စုလမ်းမကြီးတွေဖြစ်လာတယ်။ကုံတွယ်မှုတွေကောင်းလာတယ်။မြဝတီရန်ကုန်အာရှလမ်းမကြီးတွေကောင်းလာတယ်။တော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွေပေါ်ထွက်လာတယ်။ နော်တန်းတိုင်းတဲ့ဟာကိုအစိုးရကသူ့အစင်းစင်းသူ့ဘာသူလှုပ်သွားပေးနေတယ်နော်ခမားတို့ကဖင်ထတာရတာနော်ဖင်ထတာရတော့အခုတိုင်းပြည်ကအခုစကိုင်းသွားကြည့်လိုက်နော်နောက်ဆယ်စုနှစ်တစုစကိုင်းကရွာဖြစ်သွားပြီနော်ခမားတို့ငလင်တန်ဘေးဘေးတင်းတင်းစစ်ဘေးဘေးတင်းတင်းနော် မကွေးမြို့ဟိုတော်ထဲမှာဟိုမြိုင်တို့ပေါ့တို့ကြီးကန်တို့မကြီးကန်တို့ဟုတ်လားလစ်သွားပြီခမရတို့နိုင်ငံရေးနားမလဲဦးစီးရေးနားမလဲဘယ်နဲ့ဘာလို့ချောက်လို့တာနော်အခုရမကခမရတို့ဘာဖြစ်လဲဦးမရောက်လိုက်ဘာဖြစ်သွားလဲခမရတို့ကျွန်တော်မေးကြည့်မယ်လာချိုးမြို့နေပြည်သူလူထုတွေပဲဒုက္ခရောက်သွားတာအော်အိမ်တွေအခုပြန်ဆောင်ရတော့မယ်နော်ကမ္ဘာတော့ဘာမှမဖြစ်ဘူးသူရဲ့ အိမ်တွေလိုင်းကမ်းတွေသူတို့ကနိုင်ငံတော်ဘာကျက်နဲ့ပြန်ဆောက်လို့ရတယ်ခမားတော့ပြည်သူလူထုအိမ်တွေကိုစစ်ဘေးတဲ့ပြည်သူလူထုအိမ်ကိုဘယ်သူကပြန်ဆောက်ပေးမှာလဲဟမ်ဘယ်သူကပြန်ဆောက်ပေးမှာလဲပြောတော့ပြည်သူပဲနာတာလေပြည်သူလူထုကဖေဟာကအစိုးရလေဖေဟာကတပုံလေ နော်ခမရတို့အန်ယူဂျီလိုမျိုးတိုင်းပြည်ကိုဖျက်ဆီးနေတဲ့နော်ပြည်ပြေးဆိုရောလဲခမရတို့ယုံနော်အခုတက်မတော်ဘာမှဝင်သွားပြီတက်မတော်လိုလာတဲ့ပြည်သူတွေအများကြီးလိုင်းပေါ်မှာသွားကြည်လိုက်နော်အောင်တပြေတွေနဲ့ဂျိုးတယ်ဆလိတ်တွေဝယ်ပေးတယ်ကုန်းတွေဝယ်ပေးတယ်စားစရာတွေဝယ်ပေးတယ်နော်ဓမင်းတုတ်တယ်သူတို့ကျွေးကျင်တဲ့ဓမင်းတွေပေးနေတယ်ကဲဘလို့လုံးမလဲ ကြည်စံတစ်ချက်ဖောက်ရလားအဲ့ဒါတမတော်ကာကွယ်ဦးစီးချုပ်ရဲ့အရေးအချင်းလို့ခေါ်တယ်မင်းတို့ဗိုင်းမင်းတို့အောက်မှာငွေကြည်စံလူကြည်စံမှပြီးကြိုက်တော့တိုက်မင်းတို့မလုံနိုင်တဲ့အလို့ကိုငါလုံပြမယ်ဆိုပြီးတော့ကာကွယ်ဦးစီးချုပ်အပါဝင်ဦးစိုးဝင်ဗိုလ်ချုပ်ကြီးကျော်စွာလင်းဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နာဆာကအခွဲ့ဝင်တွေအားလုံးမင်းတို့လုံပြသွားလိုက်တာ ။ဘာပြောမလဲ။ဟမ်။ဘာပြောမလဲ။ပြောကြည့်လိုက်လေ။ဟမ်။ပြောကြည့်လိုက်လေ။မင်းတို့ဘွားလေးမင်းတို့ဘွားတွေကတိုင်းပြည်လည်းမကျူနာဓမ္မကြီးဓမ္မဓမ္မဓမ္မအပြာအောင်မယ်။အေယာဝတီတိုင်းလေးမျက်နှာမျိုးနဲ့အောင်ဆန်ခွင်းမှာအောင်ဆန်ခွင်းမှာလင်းရင်မာတဲ့အေးကိုရှင်းလင်းခဲ့ရာ ဘုံဒီနှလုံးမြောက်မှာအေရီအစုလိုက်နေတဲ့နေရာကိုကြားရောက်ပေါက်ကွဲခဲ့ရတဲ့အေနစ်ပီဒီရဲ့တေဆုံးသူတရားကျော်ရှိပြီးအလောင်းများကိုရှိုဘတ်တို့ဒီပါကားများနဲ့တည်ယူနေတယ်တဲ့မြေပြင်သတင်းအမှန်ပါတဲ့ဟမ်မေရောဘူးအမဒီအေကို မေရောဘောင်တွေဝိုင်းတိုက်ဝိုင်းတိုက်လာချိုးဟမ်တခုတော့ပြောပြလိုက်မယ် အပြောက်ကြံရင် အကုန်ပြောက်မယ်နော်အဲ့ဒါကို MNDA ကိုကန်ကောင်းကောင်းနားလေသွားလားပြောချင်တာပါလေတိလားမင်းတို့ကလာကျိုးအကုန်လုံးလိုချင်တာမဟုတ်လားအေးမင်းတို့အမျိုးပါတုံးသွားမှာနော်ဟိုကတိလို့အတာဒီနောက်ဆုတ်ပေးသွားတာသဘောပေါက်လားနော်တက်မတော်ကမလုံသေးဘူးမလုံသေးဘူးဆိုတာမင်းတို့ပြည်သူလူထုရောတက်မတော်ရောနားမလဲသေးတဲ့ပြည်သူလူထုတွေကော နော်စစ်တပ်မှလည်းရှိတာပဲလေနော်စစ်သားလုပ်ပြီးစစ်မတိုက်ချင်ကြတော့ဘူးငွေကြီးစံလူကြီးစံတော့ကိုလိုက်တယ်ဦးမရောက်လိုက်အဲ့ဒါလေးအကုန်သိတယ်ဦးစိုးပဲလည်းသိတယ်နော်လိုက်တယ်စစ်တပ်ကစစ်သားလုပ်ပြီးစစ်သားလုပ်မလုပ်ပဲနဲ့နော် KTB တော့ဘာချာကေစုနော်စောက်ဟိုရန်သူတဘုံကိုရန်သူတဘုံလိုမမြင်မဲနဲ့ပေါင်းတင်းနော်နေပြီးတော့မှနော်စစ်ကြတော့တကယ်လည်းတိုက်မယ်ဆိုတော့မင်းမတိုက်တိုက်လို့မရတော့ဘူးနော် ကိုအောက်လက်ငယ်သားကိုကြတော့မကြည့်ဘူးနော်ပြောချင်တာအဲ့တော့ဘဒူတေးတေးငသေးမှာပြီးရောဆိုပြီးတော့လှုပ်လိုက်တာမင်းတို့တွေလှုပ်တာမင်းတို့ဝိုင်းလှုပ်တာနော်မင်းတို့လှုပ်တဲ့အဆုပ်ထုပ်တွေအကုန်လုံးရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်မစားဘူးဟုတ်လားလူကိုမပြောနဲ့လီးကိုပြောနော်လက်မစားဘူးဟုတ်လားနွားကားတွေတစ်ကားတွေကြောက်ကားတွေနော်တခြားသောမောင်ကိုပစ္စည်းကားတွေရှမ်းပြည်မြောက်ပိုင်းမှာတာဝန်ကြားခဲ့တဲ့ကောင်တွေ ဖေအောင်လေမင်းတို့ကမင်းတို့ဘာစောက်စင်းပြပြစောက်ခုမစားဘူးစောက်ခုစားကြလည်းမလို့အမှန်တရားဆိုတာကမင်းတို့အနာရှိစက်နော်နော်မင်းတို့အခုချမ်းပြည်နယ်ပြပိုင်မူဆွဲမှာနော်ဗါလဲစကားက၁၄လာဟုတ်လားနော်တမဘူးယူအောင်ဘူးနော်သတိထားပါတခါနဲ့ဒီနေရာနေပြောလိုက်တာခမားတို့ပတ်စံနေဘလို့ယူနေရဲဆိုတာကျွန်တော်စီမှာရောက်နေပြီနော် အေးနော်ကိုတက်မတော်အောက်လက်ငယ်သားကြတော့နော်မတိကြိုးကြုံပြို့ပြီးတော့မှကိုကြတော့စောက်ဆန်ယူပြီးတော့ခမရတို့တလ350ခမရတို့နာမည်တက်ပြီးဖုံးမှာတော့ကျွန်တော်ကကျွန်တော်တို့ကအမှန်တရားကိုပြောတာကျွန်တော်ပြောတဲ့စကားကျွန်တော်မဖမ်းဘူးဆိုတာတက်မတော်ကဝယ်ဦးစီးချုပ်ဒူးချုပ်တွေအကုန်သိတယ်ဒီကောင်ပြောနေတာအမှန်တည်းကြီးပဲခမရတို့လှုပ်ရှားနေတာနော်မူဇေမာကုဇကာက14လား နော်တမဘူးတွေဖြူဝဘူးတွေခဏလို့ကျွန်တော်မသိဘူးတော့မထင်နဲ့နော်ကျွန်တော်ကခဏတို့အဲ့လိုပြောတာမဟုတ်ဘူးခဏတို့ကကိုတပုတ်ပဲကိုကြည့်တယ်ကိုရဲ့အောက်လက်ငယ်သားကိုကြတော့နော်ပြစ်ထားတာခဏတို့မှာစစ်သားစိတ်စစ်ကောင်းဆောင်စိတ်မရှိဘူးရှင်းလားအဲ့ဒါတုံပြောတာအလုံးမဟုတ်ဘူးနော်အဲ့ဒါကိုသိတဲ့လူတွေသိတယ်ရှင်းလားမယုံရင်ကြောမေးကြည့်လား ်ခဏမူဆယ်မှာကြုတ်ပြောပြမယ်ပန်ခန္ဓာနတ်ဘော်တရာနော်အရင်တော့အစစ်ကားတွေသွားတယ်နော်ပတ်စံတွေရတာမှတောတော့လဲဒါပြောခြင်းလေနော်ရင်တော့ရမကတိုင်းမှုဘုကျော်အောင်စိုးရေးတို့ဘာလို့အစဉ်ဆက်အကုန်လုံးရှိခဲ့တာနော်ညံခိုင်တရာကြာပတ်စံရမဲဘော်တရာကြတဲ့ကောင်ပတ်စံရပန်ခန္ဓာကြတဲ့ကောင်ပတ်စံရတယ်နော်ကျွန်တော်ကဘယ်ဘက်မှဘက်မလိုက်ဘူးဒါပေမဲ့ကို တက်မတော်သားကြီး ကိုတက်မတော်သားတွေကစစ်တပ်ကျင်စိတ်ရှိအောင်ကိုရဲ့အထက်လူကြီးကိုအားကိုးယုံကြည်မှုရှိအောင်တော့ခနာတို့တီဆောက်ပါခနာတော်တို့မတီဆောက်တော့ပြောတော့ကြတော့အထက်အောက်သွေးခွဲတယ်တဲ့ဘာအောက်သွေးခွဲတာလဲဘယ်နေရာမှာသွေးခွဲတာလဲဟမ်ဘယ်နေရာမှာသွေးခွဲတာလဲပြောစမ်းဟမ်ခနာတို့လုံနေတဲ့ပုံတွေဟုတ်လို့လား ဟမ်ကျုပ်ကမူစေအကြောင်းအတိဆုံးနော်ပန်ခမ်းတရားမှာကြပဲကြမယ်အဖွဲဆုံးခမားတို့ပစံယူပြီးတော့မှနော်အစစ်ကားတွေဖြတ်မယ်အစစ်ကားဆိုတာတိတာပုံပြာကြီးနဲ့နောက်ပိုင်းဝိုင်းနဲ့တင်းနဲ့အဲ့ဒါမူကြီးစေဘချက်လို့ရတယ်နော်ကမရကိုကိုကိုဆောက်ကိုပါကိုဆောက်ချက်ရှိနော်အဲ့တော့ကျတော့အခုလာချိုး တာဝတ်တမတော်ကာကွယ်ဦးစီးချုပ်ကတနက်တစ်ချက်မပေါ်ဘဲနဲ့ပြန်ရအောင်နော်သူ့နိုင်ငံရေးစစ်ပွဲကိုဘလို့ကစားသွားလဲတွားကြည့်နော်အကာဝယ်ဦးစီးချုပ်ကဘာကြမလို့ဘူးကာဝယ်ဦးစီးချုပ်ကဓမင်းနဲ့စားတာမဟုတ်ဘူးဒူးချုပ်ဓမင်းစားတာလည်းမဟုတ်ဘူးတော်ရင်တော်ကြောင်ပြောရမှာပဲနော်ဒီနာသကအဖွဲ့အစိုးရအဖွဲ့တော်တယ်လို့ပြောရမယ်အကြံပေးနေတယ်ရှိမှာပဲကျွန်တော်တို့မှမသိကြရအဲ့ဒါတော့ဟုတ်လားဒီလာချိုးမျိုးကြီးကို တတဲ့တစ်ချက်မှပပဝဲနဲ့စစ်တပ်ကပြန်ပြီးတော့ဝင်သွားတာလေနော်အခုတေးမဲ့မသားပေါ်မဲ့အေးအေးဒီတီအန်အန်လေးတွေနော်အတိုက်တိုက်များများတိုက်နော်အတိုက်တေးမဲ့အခုကလုံးပြသွားပြီရမခါအောင်နော်ပြီးမင်းတို့ဘလို့ကာလာလာတိုက်အောင်လဲဆိုမင်းတို့ကြည်ထားလိုက်အခုနောက်ဆုံးမှာဆိုလဲစစ်တပ်ကဟိုမှာတိန်းနေတဲ့စင်တောင်စင်တောင်ဒိန်းတာအမြင့်ဆုံးတောင်အဲ့ဒီအခုကျွန်တော်တို့နောင်ချို တောင်းခန်းပေါ်တော့အဲ့အမြင့်ဆုံးတော့အဲ့စင်တော်မှာ326ပါလားမသိဘူးနော်တက်ကအမောက်တိုင်းတာအပေါ်မှာဓနုပီဒီရတွေကထွက်ပြေးတာအကုန်လုံးအဲ့တောင်းမဲ့ဘက်လက်ကိုဆက်သွယ်ရေးဒူးမြောင်းတွေဒူးလာတာနော်မနေ့ကလားမသိဘူးတိုင်းတာအမအဲ့ဗျူဟာမှုတို့ဘာလို့လဲရောက်တယ်နော်မင်းတို့ပြောလို့စစ်ခွေးရဲ့တည်မယ်ဆိုရင်ငါတို့စစ်သားတွေမရှိတော့ဘူးပေါ့ အောက်စစ်သားတွေကြီးပဲမှာမင်းသွားပြီလေဝင်သွားပြီလာရှိုးကားတွေမှာတန်းစီနေလန်ထွန်းနေဟမ်နောက်ဆုံးတော့မင်းတို့မင်းတို့ပဲသွားရတာမင်းတို့ကိုဥမင်းအောင်လာရနိုင်ငံရေးစစ်ပွဲလုပ်တာနော်မင်းတို့တိုက်ဆန်းတိုက်တိုက်စစ်သားကလည်းစစ်သားသိမ်းမရှိတဲ့ကောင်တွေလည်းတေကွာပြောချင်တာနော်ပေပေါ့ပါပြီးတော့စစ်တိုက်တာပဲတနက်တွေပေးထားတာလေဟုတ်လားစစ်သားသိမ်းမရှိဘူးနိုင်အောင်မတိုက်နိုင်တော့တေပေါ့ဒါမဲ့ မင်းတို့ကြည်တောင်းမှမပေါက်ဘဲနဲ့ယူပြသွားတဲ့တပ်မတော်ကဝေဦးစည်းချုပ်ရဲ့အစွမ်းတက်သည့်ကိုမင်းတို့မင်းတို့ကခေါင်းဆောင်ကောင်းတယောက်ကိုပိုင်ဆိုင်ထားတယ်နောက်လိုက်ကောင်းဖို့ပဲလိုတယ်ဒါရိုးချင်းချင်းတော့လာနိုင်ငံနဲ့တိုင်းပြည်အတွက်နော်နိုင်ငံနဲ့တိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းတယောက်ပေါ်ထွက်လာတယ်အဲ့ဒီခေါင်းဆောင်ကောင်းရဲ့နောက်မှာအဂရိရာကင်းစင်ပြီးတော့မှနော်တိုင်းပြည်ကိုတကယ်ချစ်တဲ့စိတ် နိုင်ငံအောင်တကယ်ချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်ကိုကိုရောက်ရှိနေတဲ့အဖွဲ့အစည်းကိုချစ်တဲ့စိတ်နဲ့เนาะအဲ့ဒီစိတ်တွေထားပြီးတော့တိုင်းပြည်ကိုပြုပြင်ပြောင်းလဲသွားရမှာအခုချိန်ထိဟာလို့မှကိုကျိုးစည်းဘွားအတားတွေကြည်နေမယ်ဆိုရင်ဘလို့မှဖြစ်နိုင်ဘူးเนาะခေါင်းဆောင်တိုက်တော့ခေါင်းနောက်လိုက်မကောင်းရင်ဘလို့မှမရအောင်ရှင်းလားနော်ဒါတည့်ပြောပြတာ အခုလာကျိုး73ဘတ်ကိစ္စကျွန်တော်ပြောပြမယ်73ဘတ်နေဟိုဒီနေ့လည်းစီးပွဲတွေလုပ်နေတယ်အဲမှာကျွန်တော်ပြောပြီးပြီလေကျွန်တော်လူရဲ့တိကျနေပါတော့ဆင်းနှကောင်းမှာတိုင်းမှုပါဝင်22ယောက်အဖွဲ့ကြီး9ဘွယ်လောက်ရှိတယ်နော်ရောက်တဲ့နေ့တွေအတိပြဟိုဘက်ကရဲရင်6စီးနဲ့လာကျိုးရောက်လာတယ်ရင်းနှန်းဝင်အကုန်လုံးတက်မတော်ကပေါက်ပြ6လောက်နေရမဟုတ်ဘူး ကျွန်တော်တို့အကုန်သိတယ်မပြောခဲ့တာမပြောဘူးပါအသာလေးငြိမ်ကြာသတင်းလွှင့်ပြီးပြောမိမှကြောက်လို့เนาะအချိန်တိုင်းရွှေပါရွှေပါပဲဘာမှလာမပြောနဲ့เนาะအဲ့စစ်သားသေးတာမဆန်းဘူးမင်းတို့ကမသေးဘူးလားဟမ်မင်းတို့အေးနေမင်းတို့ DNA နေတတိဒါမင်းတို့ပထွေးတရုတ်စကားပြောတဲ့ကောင်လေးတော့နောက်ဆုတ်ပြီးသွားတာဟုတ်လား ဟမ်အေးတိုက်တယ်တိုက်မင်းတို့နိုင်မဲ့ထင်တိုက်ကြည့်ပေါ့ဘယ်တော့မှမနိုင်ဘူးတက်မတော်ဘူးအဲ့ဒါမင်းတို့စစ်တီရင်၄သိန်းလောက်ပဲရှိတာနော်မင်းတို့သေအောင်တိုက်မင်းတို့တိုင်းရင်းသားတွေလည်းအကုန်လုံးပေါင်းပြီးတိုက်ဘယ်တော့မှမနိုင်ဘူးတက်မတော်ဘူးဒါတော့မှတက်မတော်မှအချင်းပြချစားပြီးတော့မှကိုကျိုးစည်းပွားနဲ့အတောက်ကိုရှိတဲ့လူတွေရှိလို့ဒီလိုဖြစ်သွားတာနော် ဥမေအောင်လာရမင်းတို့ဇက်နောင်ထားရတာမင်းတို့အကုန်လုံးတိုက်လို့ပြီးပြီလားလို့မင်းတို့တွေရှေ့တူအောင်မလို့နောက်ဆုံးအောင်မလို့ဖြစ်တဲ့အချိန်မှာအခုတစ်ချက်ပဲတစ်ခွက်ပဲပြလိုက်တာတဘောပေါက်လားဟမ်မင်းတို့အဲ့လိုလုံးနိုင်တဲ့အစွမ်းတတိရှိလို့လားကြည်တစ်ချက်မှမဖောက်ဘဲနဲ့လာဆိုးတဲ့ဥဝင်သွားတာမင်းတို့ပီဒီအက်တွေမှာသွားတည်နေလေ မင်းတို့ DNA တွေဘယ်မှာသွားတည်နေလဲမင်းတို့ AA တွေဘယ်မှာသွားတည်နေလဲမြောက်သုံးကောင်တွေဟမ်စစ်တပ်ဝင်သွားပြီလေအဲ့မှာအဲ့ဒါနိုင်ငံရေးစစ်ပွဲလို့ခေါ်ရတယ်မင်းတို့ PDF တွေဘုံကျွန်းတွေသူများခိုင်းတာလို့သူများပေးတာယူသူများကျွေးတာစားပြီးတော့မှကိုယ်ဗမာသွေးဗမာတတ်တည်ယူမလိုလားတဲ့နေရာမှာမင်းတို့သွားတုံးလိုက်တာအခုမင်းတို့ဘဝတွေပြတ်နေပြီ ငါမင်းတို့ပြောခဲ့တယ်မင်းတို့အလင်းဝင်အตาလေးလာတော့နော်မင်းတို့နေစရာမရှိတော့ဘူးမင်းတို့ PDF ကိုဘဘူးမှမချစ်ဘူးမင်းတို့ PDF ကို KNU လက်နက်ကိုင်တောင်းချမ်းသူကလည်းမချစ်ဘူးလို့လို့မင်းတို့တုံထားတာ KNU ကလည်းမချစ်ဘူးမင်းတို့လိုလိုသူတို့အကျိုးမြတ်စီးပွားရအောင်လို့တုံးလာတာ TNL ပို့ဆို အေပိုဆိုလူမျိုးကြီးဝါဒမှာရှင်းလားမင်းတို့ PDF တွေ